အခုမိမဖုန်းလာပြောလိုက်အင်တာဗျူးလေးဖြေနေတယ်မိမခဏလေးဆောင်နော်အကြောက်တာပေါ့တိုင်းသမားကြီးလည်းမိမနဲ့တွေ့မိမနဲ့တွေ့ရင်ကြောက်ရတာပဲဒါကကမိကလေးကမိမလေးကြီးမေးနေတယ်လောကကြီးမှာဘယ်သူမှမကြောက်ဘူးဆိုရင်ဘာမှဖြစ်ဘူးပေါ့အဲဒီတော့မိမောက်ကြောက်ရတော့အဆင်ပြေတယ်ပေါ့အဲဒီလိုပြောရမှာပေါ့နော်တော်အထင်နဲ့မြင်လွဲတယ်လေလောကကြီးမှာမြင်တာတော့မသိကြတာဗျာထင်တာနဲ့ဆိုရင်တော့ဘယ်လိုမှမသိကြနိုင်ဘူးတိုင်းဘလောက်ပဲတတ်တယ်မိမတော့ကြောက်ရပါတယ် ်အတခုံးဆိုတခုံးဆိုဟိတ်ဆိုဟိတ်ဒိတ်ဆိုဒိတ်ပဲဟိုအိမ်မာရင်မဟုတ်ဘူးအပြင်မှာလည်းဒီတိုင်းပဲဒါဆိုဒါပဲအခုခေါင်းနေပြီပြန်တော့မယ်ဟဲ့ဒူဒီရှုံးနေမင်းဘလို့သိညာမင်္ဂလာပါအဟုတ်တယ်ဒီမြဇလန်တွေလေးရတော့ကျွန်တော် တရုတ်မဆောင်ဘူးတဲ့ကရိုက်တာတရုတ်မဆောင်ဘူးတဲ့ item တွေပေါ့အဲ့ဒါတွေပါဝင်တဲ့ဇလန်တွေလေးပါအဓိကတော့ဘူနာဆောင်မတ်နူတာပေါ့ကျွန်တော်အပြင် channel တွေရိုက်တာနေပါတယ်ကျွန်တော်ကိုယ်တိုင်ပဲထုတ်ရိုက်တယ်ပြီးမှတခြား channel တွေကသူတို့ channel အတွက်ပြဖို့ဟိုရောင်းမယ်ဆိုရင်ကျွန်တော်ကရောင်းပေးတယ်ကျွန်တော်စိတ်ကြိုက်ကားတွေပဲကျွန်တော်ရိုက်တာပေါ့နော်ဒါကတော့ဒီကားကတော့ကျွန်တော် channel အတွက်လည်းမဟုတ်ဘူးတခြား channel အတွက်ပထမဆုံး မင်းသားတယောက်အနေနဲ့သွားပြီးတော့ရိုက်ပြီးတဲ့ဇလန်တွေဟိုကျွန်တော်ကတိတ်ကရိုက်တာကိုညင်းတဲ့ထဲမှာပါဘူးအဓိကခေါ်မရိုက်လို့ပဲမရိုက်တော့ခေါ်ရရင်တော့ဇက်ကိုအတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ရိုက်ပါလေဟုတ်တယ်ကိုယ်တိုင်ကတော့ပေးသက်ကျွန်တော်ပေးသက်အတွက်ရည်ရွယ်ပြီးတော့ပဲအဲကျွန်တော်အဓိကထားရိုက်ဖြစ်တာပေါ့နော်ဟိုဒီကရိုက်တာပေါ်မှာဘယ်လိုရှိဒီကရိုက်တာကတော့ခုနကပြောတဲ့ကန်နပလက်နဲ့ဘူနာစာကိုကျေးဇူးတရားမှာပေါ့ အာကျွန်တော်ကိုဒီလိုမျိုးဟိုကရိုက်တာချိန်ပြီးတော့ရေယုံကြည်ကြည်နဲ့ပိတ်သက်နောက်ထပ်အာအစ်စ်အစ်စ်တွေကိုရအောင်ဟိုခုလိုမျိုးရိုက်ကူးပေးတယ်အဲထုတ်လုပ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်တယ်ပြီးတော့ဒီကရိုက်တာကိုမဝင်ဝင်အောင်တွင်တွင်ပြသအမြဲတမ်းမြမောင်ဆိုတဲ့ကရိုက်တာလွတ်မသွားအောင်မော်ဒီတာကိုတိချထိုင်ကြည့်ပြီးတော့တိချတင်ပေးတဲ့ဒရိုက်တာထုတ်တင်ထုတ် တကယ်ကိုကျေးဇူးတင်ပါတယ်အပြင်မှာထုတ်လို့ရင်းနဲ့ရဲတဲ့ခါကျတော့ဘတ်စထရက်မှာဖြူပေါ့ကိုထုတ်လို့ရင်းနဲ့ ကိုကကိုထုတ်ရတဲ့ခါကျတော့အားလုံးကကိုနဲ့ပဲဆိုင်တာပေါ့။အပြင်းမထုတ်လိုက်တဲ့သွားတဲ့ခါကျကိုကကြော့ကြော့လေးသွားရမယ်လေ။ကိုရောက်ရင်ဟလာအဲအင်းကြီးဝေပေးမယ်သူနဲ့မိတ်ကလေးပေးမယ်သူနဲ့အဲတဲ့မလားအကုန်လုံးကအစင်းစင်းလေးသွားရရုံပဲ။ကိုကကိုကျတော့မိတ်ကလေးမလိမ့်နိုင်ဘူး။အဝေးစားလဲကိုကကိုကိုရ။အဲဆိုအဲ့လိုပေါ့။ဟိုတော်တော်ကွဲပြားတာပေါ့။သူအရှင်ဆိုတာ fighting မပါတာပဲရှိတာလေ။အဲ fighting တော့ကျွန်တော်မထိုးတာပဲရှိတာ။ကျွန်내ကလေးတွေထိုးကြတယ်။အဲအဓိကဇက် action အဓိက ူမှာရသပေါင်းစုံပါဝင်တဲ့ဇလန်တွေတွေတွေ့ဆိုတော့အတိကြတယ်အဆုံပါတယ်ဒီဇလန်တွေမှာကြည့်ရမယ်ပြည်သက်ကဟိုဘယ်လိုပြောရမလဲရသပေါင်းစုံကြည့်ရမယ်ဇလန်တွေတွေမှာအာဒရိုက်တာကတော့ကျွန်တော်ကိုတကယ်ကိုဟိုအကူတယောက်လို့ဟောသူဟိုပြုပြင်ပြောင်းလဲပေးပါတယ်အာသူ့လည်းကျွန်တော်အမြဲတမ်းပြောပါတယ်ကျွန်တော်ကိုသူတော်တော်ပြောင်းလဲပါတယ်ဒီခဏကိုဖြစ်အောင်လဲသူပဲပြုပြင်ပြောင်းလဲပေးတယ် ။အာကျွန်တော်နေသူနဲ့ဒါရောဆိုနှစ်ကားပေါ့။နောက်တစ်ကားမှာဆိုတော့အဲ့လိုပဲကျွန်တော်တမှုဖွဲကြတဲ့ character မျိုးမြင်အောင်ဒီပုံစံနေဖြစ်အောင်ကိုပဲအဲသူလုပ်ပေးသွားပါတယ်။အဲ့တော့ထွတ်တင်ထုတ်ကိုကျေးဇူးတင်ပါတယ်။အခုတော့မိမဖုန်းလာပြောလိုက်။ interview လေးဖြေနေတယ်မိမခဏလေးစောင့်နော်။အာခန်းစားမှုကတော့အမှန်တည်းပြောရင်တော့ဝမ်းသာပါတယ်ကျေနပ်ပါတယ်ပျော်လဲပျော်ပါတယ်။ဘာဖြစ်ဝမ်းသာတာပေါ့ခုနပြောသလိုဟိုဒါလည်းဓာတ်ပုံပဲရှိပါသေးတယ်ပြီးတော့ဒါကငယ်ပါသေးတယ် ဒါကြောင့်မလို့တချို့ဟာလေးတွေကအာသူတို့တွေဘာမှမပြင်ဆင်ရသေးဘူးပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းမလုပ်ရမယ်ဆိုတာလည်းဘာမှမပြင်ဆင်ထားရသေးပါဘူးအဲ့ဒါလည်းငယ်သေးတော့သိပြောလို့မရဘူးကွာအခုကျတော့ဝါသနာပါပြောပြီးနောက်ဝါသနာပါခြင်းမှလည်းပါပါလိမ့်ခလေးဆိုတာအခုဘောလုံးကန်ကျင်တယ်ခဏနေဘတ်စကတ်ဘောပုံမယ်အဲခဏနေပိတ်မောင်ရိုက်မယ်ဒါကတော့သူ့စိတ်ကူးထဲမှာရှိတဲ့အတိုင်းပဲသွားနေသေးတာအဲ့တွေ့တသားတို့အနေနဲ့ကျွန်တော်အခုချိန်မှာဘာမှ မပြောချင်သေးပါဘူးခင်ဗျာတာကျော်လေးပိုင်ဆိုင်တာအဖေချောတော့တာချောတာပေါ့အဲအဖေတူးလို့ပါဒါပေမဲ့အမီနဲ့ပို့တူပါတယ်အဲအဲ့လိုပြောတာအဲ့လိုပြောမှာပေါ့ဟုတ်တယ်အရင်ကထောင်းခံတယ်အောင်ခုတော့စိတ်မချဘူးเนาะခုတော့စိတ်မချဘူးခဏခဏဆက်တာဘောပါကိုဆက်တယ်ဆိုတာဒီပွဲပြီးတော့လာကြိုတာကျွန်တော်ကကျွန်တော်ရင်းနှီးချောင်းကနေပြီးတော့ဒီပွဲလေးကိုလာတက်တာရင်းနှီးချောင်းမှာကျွန်တော်နေလက်တိုင်းသမားဆိုရယ်ဇလန်တို့လေးတွားရိုက်နေတာ ်ဒီပွဲလေးရှိလို့ပြန်လာတာအဲ့အတွက် तू ကရောက်ကြတဲ့ကမတွေ့ရသေးဘူးအခုလာကြိုးတာအကြောင်းပါအကြောက်တာပေါ့တိုင်းသမားကြီးလေမိမနဲ့အဲမိမနဲ့တွေ့ရင်ကြောက်ရတာပဲဒါကကူကမိကလေးကမိမလေးကြီးမိနေတာလေရောက်ကြားတွေကအကုန်လုံးပဇက်ပိတ်နေတာဟုတ်တယ်မလားအဲ့တော့မိမလေးဘယ်လောက်ကြီးဆိုလဲဆိုတာအဲ့မှာကြီးဆိုတာလားမကြီးဆိုပါဘူးချစ်တာပါလောကကြီးမှာဘယ်သူမှမကြောက်ဘူးဆိုရင်ဘာမှမဖြစ်ဘူးပေါ့အဲ့တော့မိမောက်ကြောက်ရတော့အဆင်ပြေတယ်ပေါ့ ဒီလိုပြောအောင်ပါဗျာနော်သူအထင်နဲ့မြန်လွဲတယ်လေလောကကြီးမှာမြင်တာတော့မသိကြတာဗျာထင်တာနဲ့ဆိုရင်တော့ဘယ်လိုမှမသိကြနိုင်ဘူးတိုင်းဘလောက်ပဲတက်တယ်မိမတော့ကြောက်ရပါတယ်အတခုံးဆိုတခုံးဆိုဟိတ်ဆိုဟိတ်ဆိုတိတ်ပဲဟောအိမ်မာရင်မဟုတ်ဘူးအပြင်မှာလည်းဒီတိုင်းပဲဒါဆိုဒါပဲအခုခေါနေပြီပြန်တော့မယ်ဟုတ်ဖိုင်းကိုကန်ရမကန်လို့မရဘူးဒါဒါမကန်လို့မရဘူးမကန်တာစိတ်တော့မှအဲစိတ်ကောက်လားဆိုတော့ဒါကတော့မိတ်ကလေးတပါပါပေါ့အပြည့်ဝရှိပါတယ်ကောက်တာလည်းရှိတယ် အဲချစ်တာလည်းရှိတယ်အဲလို့ပေါ့ဒီကလေးတဘာဝတိုင်းအကုန်ရှိပါတယ်အကုန်ကိုကြောက်တာစိတ်ချမ်းသာစေချင်တာဟုတ်မိမကစိတ်ချမ်းသာစေချင်တာဘောပါဘူးကြောက်တယ်ဆိုတာဒါကစကားအရာအာလူတွေအကုန်လုံးကပြောကြတာအမှန်တော့ချစ်တယ်အဲနော်ကြောက်တယ်ဆိုတာကတော့ဘယ်ကြောက်မလဲဟုတ်တယ်မလားမိမပဲကြောက်ဆံမှာမဟုတ်ဘူးအာချစ်တာပဲအခုကအင်တာဗျူးကဘာဖြစ်မှာမိမကြောက်ဖြစ်မှာလားမြန်မာကြောက်ဖြစ်မှာလားမသားလေးကြောက်သားလေးကြောက်ရလေခုနကကျွန်တော်ပြောခဲ့သလို ဟိုဒါငယ်သေးတယ်အဲ့တွေ့သူ့အတွေ့ကျွန်တော်မှဖြည့်စရာစကားဘာမှမရှိသေးဘူးဒါကြောင့်မဖြည့်သေးတာသူတကယ်ထားပါတော့ तू ကအာဇကားတွေရိုက်ဖို့ဝါသနာပါတာမျိုးတရုပ်ဆောင်လုပ်ချင်တဲ့အခါမျိုးဆိုရင်လည်းဒါကဒီမီဒီယာရေးကကျွန်တော်ကိုယ်ရင်းနှီးချောင်းစပြီးတက်လာကြတဲ့ကဟလာဟိုကျွန်တော်တို့ကအရင်တော့ဆိုရင်ဂျာနယ်လေးတွေထုတ်ရတယ်အဲ့ရနေမှာအခုမီဒီယာဆိုရှယ်ခစ်ဖြစ်လာတယ်။အဲ့ဒီကာလာတစ်လျှောက်လုံးပဲဒီမီဒီယာတွေနဲ့ပဲကျွန်တော်ကတွေ့လာတာ။အဲ့တော့ကျွန်တော်သားလက်ထက်ကြရင်လည်းဒီမီဒီယာတွေနဲ့ပဲတွေ့ရမှာပဲ။ ဲ့တော့သူတို့တကယ်လှုပ်လာပြီဆိုတွေ့ရမှာပါဟာအခု73နှစ်ကျော်ပေါ့74နှစ်ထဲမှာအဲကြောင့်အရင်ငယ်သေးလို့ဘာမှပြောပြလို့မရသေးဘူးပေါ့အဲမိမကလည်းအဲ့လိုတွေ့ရမှာဆိုလို့ပဲဝဲမှမလိုက်ဘူးအဲ့လိုတွေ तू မဖြေရှင်လို့မလိုက်တာအဲဘာဖြစ်လဲဆိုတော့မတိကြသေးတဲ့ဇာတ်ကြီးဖြစ်သွားမှာဆိုရယ်ဟာဆိုရှယ်မှာဖြေတဲ့ဇာတ်အတီပဲကျွန်တော်တို့အခုပြောနေတဲ့အချိန်မှာလည်းထိမ့်ထိမ့်သိမ့်သိမ့်ပြောရတယ်အဲစိတ်ထဲမှာရှိတဲ့အတိုင်းပြောလို့မရဘူးဒါဟန်ဆောင်လာတော့မဟုတ်ဘူးဒါပေမဲ့ကိုပြောတဲ့ဇာတ်ကတသက်လုံးအတီဖြစ်သွားမှာ ဒါကြောင့်မလို့ကျွန်တော်တို့အမှားပါမှာဆိုတယ်ပြောတဲ့စကားတိုင်းဖြစ်မလာဘူးဆိုရယ်အဟာနေထူးနေရတယ်ကွာဘာလို့ပြောလဲမသိဘူးကျွန်တော်တို့ပိဿက်ကိုလေးစားတယ်ပိဿက်ကလည်းကျွန်တော်တို့ကြည့်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့စကားတစ်ခွန်မှားသွားရင်သူတို့တွေလည်းမကောင်းသူတို့ကျွန်တော်တို့တွေလည်းမကောင်းဘူးအဲဒါကြောင့်မလို့ကျွန်တော်တတ်နိုင်တဲ့လောက်မီဒီယာကိုမဖြေပြစ်တာလည်းပါတယ်။အဲဒါကြောင့်တတ်နိုင်တဲ့လောက်ကျွန်တော်မိသားစုကြောင့်လည်းမပြောပြစ်တာပါပါတယ်။တကယ်ကျွန်တော်သားတရုတ်ဆောင်လှုပ်လာခဲ့ပြီဆိုရင်လည်းအခုလိုမျိုးဝန်းရံပေးပါမေးပေးပါအပ်ပါမယ်။ဟောသူတို့လည်းချစ်ပါတယ်။အဲကျွန်တော်မှမဟုတ်ပါဘူး။ ဟိုဗန်ညမလေးဆိုလိုက်တာရန်ကုန်ကလားဖေးရတယ်ဖေးနေရပြန်မေးရပါဘူးရန်ကုန်ဝဲပြည်အဲ့တော့ညမလေးကဘယ်နေရာပို့ချက်လဲပြန်မေးရဟုတ်တယ်မလားအဓိကအာကိုယ့်ရဲ့မွေးရဲ့ဇာတိကိုမမေ့အပ်ဘူးကဲဒါကြောင့်လည်းကျွန်တော်မမေ့အပ်တဲ့မွေးရဲ့မြေဆိုပြီးတော့ကျွန်တော်ရဲ့ကျေတွင်ယူချင်တယ်မှာကြိုက်ကူးပြတာထားအားပေးလိုက်အောင်နော်အဲ့ဆိုရင်မြို့ဘယ်လောက်ချက်လဲဆိုတာဒါသိပါမယ်အဲဒါကြောင့်ညဝင်တာဟုတ်တယ်ဒီမြတ်ဇက်ကားလေးကကန်နယ်ဘလက်ကနေပြီးတော့ 6လပိုင်း16ရက်နေ့မှာစတင်ပြသမှာဖြစ်ပါတယ်။အဲ့တွယ်ကျွန်တော်တို့အနုပညာသမားတွေတစ်ထက်မကကောင်းတဲ့ဇလန်းတွေရိုက်ကူးလို့ရအောင်ရိုက်ကူးခွင့်ရှိအောင်ပိတ်သက်တရားလည်းငူရင်း channel ဖြစ်တဲ့ Canablack ပြီးတော့ကျွန်တော်တို့အနုပညာသမားတွေရိုက်ကူးထုတ်လွှင့်ပြသတဲ့ငူရင်း channel တွေကပဲအားပေးကြပါလို့ကျွန်တော်ဒီနေရာနေအနုညွန့်တောင်းပန်ပြီးတော့ပြောပြရသေးတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဗီဒီယိုခက်မှလည်းဒီ copy တွေကြောင့်ကျွန်တော်တို့အနုပညာသမားတွေအလုပ်ပြောက်ခဲ့ပြီးသွားပြီ။ အခု social ခက်မှာလဲအခုလို Telegram တွေ TikTok တွေမှာစကားတွေကိုကို like လေးရဖို့ follower လေးရဖို့အတွက်မလုပ်ဖဲနဲ့ကျွန်တော်တို့အမှုပညာသမားတွေစာဝင်နေရေးအလုပ်အကိုင်းအခွင့်အလမ်းအဆင်ပြေချုံးမှုတွေအတွက်တကယ်ကိုအမှုပညာသမားတွေကိုချစ်ခင်မြတ်လို့တကယ်အမှန်ကန်အားပေးစီချင်ပါတယ်ဒါကြောင့်အမူရင်း channel တွေကိုပဲကြည့်ရှုအားပေးကြပါတချို့ကဒီ like တွေ follower တွေများရင်သူတို့ကဘာပြန်လုပ်လဲဆိုတော့အဲ့ဒါတွေကိုပြန်ရောင်းစားတယ် အဲသူတို့ကဒါလေးရောင်းစားပြီးတော့သူတို့စာဝေးနေဖြည့်ရှင်းတာမှန်ပြီမဲ့အဲသူ့ရဲ့တူတယောက်အတွက်ပဲဖြစ်နေတယ်ဒီအမှုပညာကတော့ကျွန်တော်တို့အမှုပညာကိုမိခိုးနေတယ်ဟိုဆက်အဖွဲ့ဗီဒိုမှန်တို့ကနေစပြီးတော့ဟိုကတ်ဆက်ခန်းတော့မိတ်ကက်အများကြီးပဲဗျာလူပေါင်းများစွာရဲ့စာဝေးနေဖြစ်ပါတယ်အဲအတွက်နားလည်ပြီးတော့ဒီမီဒီယာတွေအကုန်လုံးကလည်းကျွန်တော်တို့ဝိုင်းဝန်းကူညီပြီးတော့ဒါလေးကိုလည်းတိကျ highlight လေးလုပ်ပြီးတော့ ပြောပြစီခြင်းလာပဲအပြီးတော့ wine လည်းရှင်းပြစီခြင်းပါလေအဲဘယ်ဇက်ကပဲပြပြပါမူရင်း channel ကိုအားပေးပါဆက်စီပါ